မင်္ဂလာပါရှင်။ဘာမခိတိတရင်ဌာနဤထိတ်တန်းတရင်များကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ရန်ကုန်ရှိအမှတ်၈တန်လင်းရေနံချက်ဆက်ယုံပြန်လည်လက်ပတ်ရေးနှင့်ဆက်ယုံတစ်စီမံကိန်းတွင်မရောက်နိုင်တာအောင်ပြေဆုံးတိန့်စိန်ဤသမီးရှက်ရပါတော့။မြန်ဝိုင်းကုမ္ပဏီနဲ့ဟေဒီကုမ္ပဏီတို့လောက်ကင်ခွင့်ရရှိတဲ့ဆွေတရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းတန်လင်းမြို့နယ်အမှတ်၁တန်လင်းရေနံချက်ဆက်ယုံပြန်လည်လက်ပတ်ရေးနှင့်ဆက်ယုံသည့်စီမံကိန်းအတွက်မြောက်လိုက်ဤသားဖြစ်သူအောင်ပြေဆုံးတမရဟောင်းသိန်းစိန်တမီတအူ600ပါဝင်နေသောညံဝိုင်းကုမ္ပဏီနှင့်ဟေဒီကုမ္ပဏီတို့ကလုတ်ပိုင်권ရရှိထားကြောင်းနေပြည်တော်စစ်ဖက်တရင်ရင်းမြစ်ကပြောဆိုပါတယ်။စွိုင်းဝင်ကြီးဌာနသည်73စီလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန်အတွက်အမှတ်၁ရေနံချက်ဆက်ယုံတန်လင်းကိုဆက်ယုံအသည့်အဖြစ်ပြန်လည်ပြုပြင်ပြီးပထမအဆင့်အနေဖြင့်တနည်းလည်းရင်ရေနံစိမ့်တန်ချိန်9သိန်းချက်လုပ်နိုင်သော မော်ဂျူလာတိုက်ဆက်ယုံအဖြစ်ပြောင်းလဲလျက်ရှိကြောင်းဒုတိယဆင့်အနေဖြင့်တနည်းလျင်ရေနံစိမ်းတန်ချိန်သုံးသန်းချက်လုံနိုင်သောရေနံချက်ဆက်ယုံအသည့်အဖြစ်တိဆောက်လျက်ရှိကြောင်းသိရပါတယ်။အဆိုပါစီမံကိန်းများအတွက်အောင်ပြေဆုံးဦးဆောင်သောပါဝင်နေသော Prime Swan In Company သမရဟောင်းသိန်းစိန်သမီးတဦးရှယ်ယာပါဝင်နေသောမြိုင်ဝိုင်းကုမ္ပဏီနှင့် Heyday ကုမ္ပဏီတို့ကလုပ်ပိုင်ခွင့်ရရှိထားခြင်းဖြစ်ကြောင်းသိရပါတယ်။ပထမအဆင့်ရေနံစိမ်းတန်ချိန်၅သိန်းချက်လုပ်ပြီး73စီထုတ်မဲ့စီမံကိန်းကနောက်နှစ်ဆန်းလောက်တော့စလင်မဲ့တို့မှန်းထားတယ်။ စက်ယုံအသေးရောမူလစက်ယုံအဟောင်းကိုရောပြန်ပြီး update လုပ်နေတာတပြိုင်နက်တည်းလုပ်နေတာတက်ချုပ်သားရဲ့ price swine in company ကတော့လုံပိုင်ခွင့်60ရာခိုင်နှုန်းလောက်ရတယ်ဂျန်နက် company တွေကတော့ဂျန်နက်40ရာခိုင်နှုန်းကိုခွဲဝေယူကြတာဟုနေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်2023ခုနှစ်တွင်မေအောင်လိုင်းကကာလာရှိချာအောင်ရနာထားသောအမတ်တိရေနံချက်စက်ယုံတန်ငင်ကိုပြန်လည်လက်ပတ်ရန်အမိန်ပေးခဲ့ပြီးနောက်မြောက်လိုက်ဤသားဖြစ်သူအောင်ပြေဆောင်အပါဝင်ကုမ္ပဏီများကလုတ်ပိုင်ခွင့်များအတိအကျရရှိခဲ့ခြင်းဖြစ်ပါတယ်။ မြောက်လိုင်းက73စီများပြင်ပမှတင်သွင်းရာတွင်ကုန်ကျစရိတ်များနေ၍ပြည်တွင်းတွင်ရေနံစိမ်းချက်လုပ်၍73စီများထုတ်လုပ်နိုင်ရန်အမတ်တရေနံချက်ဆက်ယုံတန်လင်းပြန်လည်လက်ပတ်ရမည်ဟုဆိုကာဆက်ယုံအဟောင်းအစစ်မြင့်တင်လက်ပတ်ရေးနှင့် ရေနံချက်ဆက်ယုံတဲ့စီမံကိန်းကိုစတင်ခဲ့ခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးမြောက်ဦးမြို့ပြည်သူစေယုံကိုစစ်ကောင်စီပုံကျဲမှုအရက်သား30ကျော်တိစုံတရားနိဗ္ဗာန်ဒဏ်ရာရတဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ရခိုင်ပြည်မြောက်ဦးမြို့ပြည်သူစေယုံကိုစစ်ကောင်စီလေချောင်းကနေပေါင်900ပုံးနှလုံးနဲ့ပုံကျဲတိုက်ခိုက်ခဲ့မှုကြောင့်အပြစ်မဲ့အရက်သား30ကျော်ထပ်မံတိစုံသွားကြောင်းမြောက်ဦးမြို့ကံများကပြောပါတယ်။ဒီဇင်ဘာလ10ရက်ည9:13မိနစ်ခန့်အချိန်တွင်စစ်ကောင်စီလေချောင်းကနေမြောက်ဦးစေယုံကိုအကြောင်းမဲ့လာရောက်ပုံကျဲတိုက်ခိုက်မှုကြောင်း ထိဆုံးသူ30ဦးနဲ့ဒဏ်ရာရရှိသူ100နီးပါးအထိရှိနေကြောင်းသိရပါတယ်။လူမှုကယ်ဆယ်ရေးလောက်ကိုင်းနေသူ2ဦးက30ကျော်လောက်ထိဆုံးပါတယ်။အဲ့ဒီဆေးရုံအတွင်းဆေးကုသမှုခံယူနေတဲ့လူနာတွေ၊ကလေးတွေ၊သက်ကြီးပိုင်းတွေ၊နာရရှည်ယောဂါခံစားနေရသူတွေတော်တော်များများပါပါတယ်။အရေးအတွက်ကတော့ဒဏ်ရာရတဲ့သူ100နီးပါးရှိပါတယ်။ဒဏ်ရာရတဲ့သူတွေမှာပြင်းထန်သူတွေပါသေးတယ်ဟုပြောပါတယ်။သေဆုံးသူများတဲ့တွင်ကျန်းမာရေးဝန်ထမ်းများလည်းပါဝင်ပြီးလက်ရှိအချိန်ထိသေဆုံးသူများတဲ့တွင်ကလေးအရေးအတွက်နဲ့ အမျိုးသမီးအရေးအတွက်ပုံများနေကြောင်းစုံစမ်းသိရှိရပါတယ်။အာနာသိန်းစစ်ကောင်စီသည်ရခိုင်ပြည်အတွင်းကဘာသာရေးအဆောက်အုံများစာတင်ကြောင်းများဆေးရုံများကိုနေစဉ်ရက်ဆက်ရည်ရွယ်ချက်ရှိရှိဖုံးကျဲမှုများရှိနေပြီးယခုတစ်ချိန်ဖုံးကျဲမှုတွင်တည်ဆုံသူအရတအများဆုံးလည်းဖြစ်ပါတယ်။မော်လိုက်ခရိုင်တွင်ဒိန်ငန့်စစ်စင်ရေးကာလအတွင်းဖြူစော်တီစစ်စခန်း၈ခုကိုသိမ်းပိုက်ရရှိခဲ့ပြီးစစ်သားနှင့်ဖြူစော်တီ၁၀၀ကျော်တည်ဆုံး စစ်တုံးပန်းများနှင့်လက်နက်ခရံအများပြားတိမ်းစီရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းမော်လိုက်ခရိုင်တွင်တိမ်ငှက်စစ်စင်ရေးကာလအတွင်းဖြူစော်တီစခန်း၈ခုကိုတိမ်းပိုက်ရရှိခဲ့ပြီးစစ်သားနှင့်ဖြူစော်တီတရာကျော်တည်ဆုံကစစ်တုံးပန်းများနှင့်လက်နက်ခရံအများပြားတိမ်းစီရရှိခဲ့ကြောင်းမော်လိုက်တော်လိုင်း၏အင်အားစုမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ယခုနှစ်ဩဂုတ်လမှနိုဝင်ဘာလ24ရက်နေ့အထိမွန်လိုက်ခရိုင်အတွင်း၌တိုင်ငယ်စစ်စင်ရေးဖော်ဆောင်ခဲ့ရာစစ်သားပြူစောတိ၈ခုကို သိမ်းပိုက်နိုင်ခဲ့ပြီးတိရွာပေါင်း18ရွာကိုဇုံမိုးထိန်းချုပ်နိုင်ခဲ့ကြောင်းရင်းတိုက်ပွဲများအတွင်းစစ်သားတရာကျော်တေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကာစစ်တုံးပန်းများလက်နက်ခရံများလည်းအများအပြားသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်ပထမစခန်း၅ခုသိမ်းမိတာတစ်ဖြတ်ပုံနောက်ထပ်စခန်း၃ခုထပ်ရတဲ့အော်တိုဘာလ26ရက်ကနေနိုဝင်ဘာလ15ရက်နေ့အထိစွန်နန်အိုးဘုံထိန်းတာ၃ရွာသိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့တယ် စစ်စင်ရေးကာလဒီနေ့ပဲအပြီးရလိုက်တာပါရန်သူဘက်ကတာလွန်အင်အားနဲ့ထိုးလာလို့ပြန်ဆုတ်ထားရတဲ့အနေထားပါဟုမော်လိုက်တော်လန်ရေးအင်အားစုမှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်အဆိုပါစစ်စင်ရေးကိုမော်လိုက်တော်လန်ရေးအင်အားစုများဖြစ်သည့်ခရိုင်တယင်ချင်းတယင်နှစ်တယင်သုံးတယင်လေးမော်လိုက်မြို့နယ်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့ပါကာဖဖောင်းပြင်းမြို့နယ်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့ပါကာဖပြည်သူ့လုံခြုံရေးအဖွဲ့ပါလာဖနဲ့ခရိုင်ကိုကဲရေယုံတိုက်ခိုက်ရေးအဖွဲ့တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် ဒေါ်လန်ရေးတက်များ၏တိုင်းငယ်စစ်စင်ရေးကာလအတွင်းတိုင်းပရရှိခဲ့သောပြူစခန်းများမှာ ထော်တာရွာပြူစောတီစခန်း၊အော်စည်းကုံရွာစခန်း၊ညောင်ဝင်းရွာပြူစောတီကိတ်စခန်း၊နောင်ပိန်ရွာစခန်းကုံ နာပင်ရွာစခန်းကုန်းနဲ့တောင်းအင်ရွာစစ်တပ်စခန်း၊စွန်းနန်းပြူစော်တီစခန်း၊အိုးဘိုပြူစော်တီစခန်းနဲ့ထိန်သာရွာပြူစော်တီစခန်းတို့ဖြစ်ကြောင်းသိရပါတယ်။လက်ရှိအခြေတွင်စစ်စင်ရေးနယ်မြေအတွင်းရှိတောင်သူလယ်သမားများစပားရိတ်သိမ်းချိန်နှင့်ပြည်သူလူထုစစ်ပေးရှောင်ရခြင်းအခက်အခဲများကိုငင်းညာထောက်ရှုသောအပြင်တိုင်းငယ်စစ်စင်ရေးထိုးစစ်ကိုအထက်ညွန်ကြားချက်အရရက်အကန့်အသတ်မရှိရက်တက်လိုက်ခြင်းဖြစ်ကြောင်းအသိပေးထားပါတယ်။ ဆက်လက်ပြီးပို့ကုန်ရောင်းဝယ်များမှရရှိသောဒေါ်လာများကိုစစ်တပ်ကစစ်လက်နက်ခဲယံနှင့်စစ်ပစ္စည်းများဝယ်ယူရန်ကုန်တယ်တချို့ကိုငွေပေးချေရန်ဒေါ်လာလွှဲခိုင်း Green Howard သွင်းကုန်ပို့ကုန်ကုမ္ပဏီမှစိန်ဝင်းခစိန်ဝင်းလေးကစစ်တပ်အတွက်လက်နက်ခဲယံများဝယ်ယူရန်ငွေလဲတာဝန်ယူပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှတင်ပို့သောလေယာထွက်ကုန်နှင့်ရေထွက်ကုန်များအပါအဝင်မြန်မာပို့ကုန်များမှရရှိသောပို့ကုန်ရဝင်များကိုစစ်လက်နက်ခဲယမ်းနှင့်စစ်ပစ္စည်းများကွဲယူရာတွင်တိုက်ရိုက်အုံပြုနေပြီးပို့ကုန်လုပ်ငန်းရှင်ခုံတဲတို့ကိုစစ်လက်နက်ပစ္စည်းအယောင်အဝယ်အတွက်ငွေပေးချေရန်တိုက်ရိုက်ဒေါ်လာများလွှဲခိုင်းနေကြောင်းသိရပါသည်အကြံဖက်စစ်တပ်ကပေနံပြောင်းရောဘာရေထွက်ကုန်အပါအဝင်မြန်မာနိုင်ငံမှတင်ပို့သော ပို့ကုန်များအတွက်ရရှိသောအမေရိကန်ဒေါ်လာငွေများကိုစစ်တပ်ဖမ်းများထံသို့ပြန်လည်ပေးသွင်းရန်ပို့ကုန်လုပ်ငန်းရှင်များကိုနှွန်ကြားထားကြောင်းရှင်းတို့အနက်မှပို့ကုန်လုပ်ငန်းရှင်ကြီးအချို့မှစစ်တပ်အတွက်ဝယ်ယူသောစစ်လက်နက်ပစ္စည်းများကိုငွေပေးချေရန်၎င်းတို့နိုင်ငံခြားငွေအကောင့်များမှတဆင့်ငွေပေးချေမှုများလှူဆောင်ပေးနေရကြောင်းသိရပါသည်။ရှန်ကုန်တိုင်းမင်္ဂလာတောင်ညွန့်မြို့နယ်အခြေဆိုင် Green Harvard Enterprise Company ကပေအမျိုးမျိုးအပါအဝင်မြမပို့ကုန်များကိုတင်ပို့ပြီးရှင်းကုမ္ပဏီကိုစိန်ဝင်ခေါ်စိန်ဝင်လေးက ဦးစည်းတောင်ရခုအခါစိန်ဝင်းခစိန်ဝင်းလေးကစစ်တပ်အတွက်ဝယ်ယူထားသောစစ်လက်နက်ပစ္စည်းများခဲရက်များအတွက်ငွေပေးချေခြင်းအဓိကတာဝန်ယူဆောင်ရွက်ပေးနေကြောင်းသိရပါတယ်။စိန်ဝင်းခစိန်ဝင်းလေး Green Howard ကအခုစစ်တပ်အတွက်ပို့ကုန်ရောင်းဝယ်တွေကိုငွေလွှဲပေးတာကိုသူကလုပ်ပေးတယ်။ပို့ကုန်ရောင်းဝယ်ဒေါ်လာတစ်သန်းနဲ့အထက်ကိုဝယ်ပေးနေတာသူပဲ။သူကမြန်မာငွေထုတ်ပေးတယ်။သူ့ကိုပို့ကုန်ရောင်းဝယ်ဗန်စရင်အတိုင်းပြန်ရောင်းနေအဲ့ဒီမှာသူကဘေဘန်ကအကောင့်ကိုငွေအမောင်းဘလောက်ပြန်လွှဲပေးပါဆိုပြီးခိုင်းနေ ကျွန်တော်တို့စိန်ဝင်လေးခိုင်းနဲ့အကောင့်တွေကိုငွေပြန်လွှဲပေးရတယ်။စိန်ဝင်လေးကိုယ်တိုင်ပြောတာကအဲ့ဒါတွေကစစ်လက်နက်ပစ္စည်းတွေအတွက်ငွေလွှဲပေးရမယ့်အကောင့်တွေသူဒီလိုဒေါ်လာတန်းချီဝယ်နေတာကစစ်တပ်အတွက်သူလုတ်ပေးနေတယ်ဆိုတာသူကိုယ်တိုင်ထုတ်ပြောတာ။အဲ့ဒီလိုမျိုးနဲ့စစ်လက်နက်ပစ္စည်းတွေဝယ်တဲ့အကောင့်တွေအတွက်ပို့ကုန်ရငွေတွေလွှဲပေးနေရတာဟုပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တအူကပြောဆိုပါတယ်။ နိုင်ငံတကာကစစ်တပ်ဤမြန်မာစီးပွားရေးဘက်နှင့်မြန်မာကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဖက်များကိုစီးပွားရေးပိတ်ဆို့ထားတော်လဲရကုအခစစ်တပ်ကလက်နက်ပစ္စည်းများနှင့်ခဲယမ်းများဝယ်ယူမှုအတွက်ပို့ကုန်လုပ်ငန်းရှင်များဤနိုင်ငံသားငွေနှင့်ဘဏ်အကောင့်များကိုငွေပေးချေခံရတွင်တိုက်ရိုက်အသုံးပြုနေခြင်းဖြစ်ကြောင်းသိရပါသည်ကျွန်တော်တို့ပေးတင်ပို့လို့ရတဲ့ငွေတွေကတကယ်ငွေအတန်တွေအိန္ဒိယက TATA ကုမ္ပဏီဘက်ကနေပေးချေတဲ့ငွေအတန်တွေ အဲ့ဒါတွေကိုစစ်လက်နက်ပစ္စည်းဖွဲ့ယူမှုအတွက်ငွေပေးချေရတာကျွန်တော်တို့မှလည်းဒေါ်လာတန်းချီကိုရောင်းစရာလိုမရှိဘူးအဲ့ဒီလိုဝယ်ပေးတာကလည်းစစ်တပ်အတွက်ဝယ်ပေးနေတဲ့စိန်ဝင်ခစိန်ဝင်လေးပဲရှိတယ်ဟုပို့ကုန်သွင်းကုန်လုပ်ငန်းရှင်ကရှင်းပြပါတယ်အကြံဖတ်စစ်တပ်ကပို့ကုန်ရောင်းဝယ်မှရရှိသောနိုင်ငံခြားငွေများကို၎င်းတို့ဤဖန်များထံသို့ပြန်လည်အနှံခိုင်းပြီးကုန်တယ်များကိုမြန်မာကျပ်ငွေပြန်လည်ထုတ်ပေးကြောင် ရှင်းတော်ကုန်တယ်ညာဤပို့ကုန်ရငွေနိုင်ငံခြားဒေါ်လာများကိုစစ်တပ်အတွက်လိုအပ်သည့်နေရာများအလုံးတွင်အသုံးချနေကြောင်းရင်းနီလန်ဖြင့်အမေရိကန်အပောက်တွင်အနောက်နိုင်ငံကြီးများဤစီးပွားရေးပိတ်ဆို့မှုများကိုရှောင်လွှဲလျက်ရှိကြောင်းသိရပါသည်။